โอเคအားလုံးပဲမင်္ဂလာပါညီကိုတွေတော်တော်များများမေးများပါတော့เนาะဆိုင်ကယ်စပြီးဝယ်တဲ့ညီလေးတွေကမေးတဲ့မေးခွန်းဖြစ်ပါတယ်အဲ့ဒါပါလဲဆိုလို့ချင်းကိုမျိုးရေးတဲ့ဆိုင်ကယ်ရဲ့ဒီလှိုင်စင်ပေါ့เนาะ fastie follow ပေါ့တော်တာပဲနေရာမှာတတ်တော်ရလဲပေါ့เนาะညီကိုတော်တော်များများမေးလာတာတွေ့ရတယ်တော်တော်များများတော့တိပြီးတာထင်တယ်ပေါ့เนาะဒါပေမဲ့တချို့မတိနေတဲ့ညီကိုတွေလည်းရှိတယ်ဒီဆိုင်ကယ်တွေကို fastie follow ပေါ့တတ်တော်မယ်ဆိုရင်တော့အဲယုံပုံစံလေးကိုမျိုးခြားတာပြပဲเนาะ fastie follow ပေါ့ဆိုတာပဲလာလဲဆိုရင်ဒီကောင်အောင်ပေါ့เนาะဒီကောင်တော့ fastie ဖြစ်ပါတယ် ါတော့ followable လို့ခေါ်ပါတယ်เนาะအဲ့တော့ fastie ရဲ့ followable ရဲ့ဆိုလို့ရှိရင်ဒီနှစ်ခုဖြစ်ပါတယ်ဒါကတော့အခွန်ဆောင်တဲ့ဟာပေါ့เนาะဒါကတော့ followable အဲ့တော့ရင်တိုင်းမှုဖြစ်ရင်ပါတစ်ခုခုဖြစ်ရင်ကိုပြန်ပြီးတော့ကျမကြီးဒေါ်လကောင်ပါတော့လကောင်အတုံးဝင်ရှိတယ်ပေါ့เนาะဆိုင်ကယ်တွေဆိုရင်တော့အရင်ဆိုရင်တော့3000 3ဘိုင်ဝင်ရှိတယ်ပေါ့เนาะโอเคဒါဖြစ်ပါတယ်ဟုတ်ပြီဒီ fastie followable ကိုဘယ်လိုဘိန်းမျိုးတွေမှာတော်ရလဲဆိုရင် ချမ်းမြင်ပြပြပါမယ်เนาะဥမာအဖြစ် ဘာစီဖော်လိုဘောတော်မယ်ဆိုရင်ပေါ့နော်ဆိုင်ကယ်၅နှစ်ကျော်ရတဲ့ဆိုင်ကယ်တွေဆိုလို့ရှိရင်ဆိုင်ကယ်ပါယူပါရပါတယ်ရုံတစ်ခါလဲယူပါရတာပေါ့နော်ကဲလို့၅နှစ်မပြည့်သေးဘူးဒီကောင်ဆို2021ပေါ့နော်အခု2025ဆို၄နှစ်ပဲရှိတဲ့အတွက်ဒီဘိန်းမျိုးဆိုရင်အာစာအုပ်တစ်မျိုးတည်းတော့လကောင်းအမှမဟုတ်ရင်ဒီလိုမျက်နှာပြင်ပေါ့နော်နားလင်းဟောနာမည်ပါတဲ့စာရွက်မျက်နှာပြင်နော်ဒီမှာနာမည်ပါတဲ့စာရွက်တရွက်မိတ်တူတော်လကောင်းယူသွားပြီးတော့ဒီ passive follower တော်လို့ရပါတယ် တကယ်လို့9နှစ်ကျော်သွားပြီဆိုလို့ရှိရင်ဆိုင်ကယ်ပါယူသွားပြီးတော့တွားပြီးတော့သွက်စဖားလောက်ရတာပေါ့နော်စစ်စေးရပါတယ်လိုအပ်ပါတယ်အဲ့ဒါတော့9နှစ်ကျော်တဲ့ပိုင်းမှာဖြစ်ပါတယ်အဲ့ဒီတော်လော်အောဆိုတဲ့ဆိုင်ပုတ်လေးပြလာမယ်အဲ့ဒီဆိုင်ပုတ်လေးကိုကိုကနေပြီးတော့ဒီ Google Map ထဲမှာရိုက်ရှာလိုက်လို့ရှိရင်ကိုနဲ့အနည်းဆုံးနေရာကိုထောက်ပြီးတွားလို့ရတာပေါ့နော်အနည်းဆုံးနေရာမှာတွားလို့ရတယ်အဲတချို့ကလည်းမေးတယ်ဒီနာမည်ပြောင်းတာတော့ဘာလို့ကြတော့အခက်ခဲရှိလားအဲ့ဒီတော်လုံးအော်လေးကြတော့နာမည်ပြောင်းတာလောက်ပြီးတဲ့ယုံရှိတယ်တချို့ယုံလေးကြတော့မလောက်ပြီးဘူးပေါ့နော် ကိုသွားညှိရတာပေါ့နော်နာမည်ပြောင်းလာကြတော့အဲ့ဒီနေတာရှိပါတယ်ဒီဗီဒီယိုလေးအကျိုးရှိတယ်ဆိုရင်တော့ဝမ်းသာပါတယ်နောက်ထပ်တည်ချင်တာရှိရင်လည်း comment ထဲမှာရေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးထူပဲတင်ပါတယ်